င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်အမေရိကန်အွန်လိုင်းကြားပြန်လိမ်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုတိုက်ဖြတ်ရေးမှာနည်းနည်းလှုပ်ဝက်တဲ့ရွယ်ချက်တစ်ခုရှိနေရလို့အကြမ်းဖက်စစ်တပ်ပြောခွင့်ရဆောင်မင်းတို့ပြောမြန်မာနိုင်ငံမှာကြားပြန်နေကြီးတော်လာမှုထိုင်းနိုင်ငံကြောင့်ဖြစ်တဲ့အမေရိကန်ပြည်သူ့အွန်လိုင်းကြားပြန်လိမ်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုတိုက်ဖြတ်ရေးမှာ Hayden Aganda နည်းနည်းလှုပ်ဝက်တဲ့ရွယ်ချက်တစ်ခုရှိနေကြောင်းဂျပန်စစ်တပ်ပြောခွင့်ရဆောင်မင်းတို့ကပြောတယ် ယနေ့စစ်တဲ့ဝါရဖြန့်တင်ဆိုင်မှာတစဉ်ထုံထုံထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ပြီးအမေရိကန်ပြည်သူ့နေပြည်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး straight food ဘာမှဖွဲ့ဖွဲ့စီပြီးမြန်မာနိုင်ငံရှိကြားဖြန့်စင်တာနှစ်ခုကိုစစ်စင်ပြုလုပ်ခဲ့လို့သိရကြောင်းရှင်းပြမြန်မာနိုင်ငံရှိ KK ဘက်ကဲတို့လိန်လယ်မှုနေရာတွေကိုတိုက်ဖြန်တဲ့ Riot Time Police War Run Trust Phone နဲ့အတူပူပေါင်းဆောင်ရွက်ဘဏ်ကောက်တို့ FBI agent တွေဆက်လို့မြို့တိရအောင်ကြံဖန်ဆောင်မင်းတို့ကပြောပါတယ်။ ယနေ့စတဲ့ရဲ့ဝါရဖြန်တနင်္သာရီကတစဉ်တော်တော်ထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ပြီးအမေရိကန်ပြည်တော်စုနေပြည်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး straight foot ဘာမာဘွယ်ဖွဲ့စည်းမြန်မာနိုင်ငံရှိကြားဖြတ်စင်တာနဲ့ကိုဆက်စင်ပြုလုပ်ခဲ့လို့တရားကြောင့်ရင်းပြင်မြန်မာနိုင်ငံရှိကိကဲဘက်ကဲတို့နိုင်လမှုနေရာတွေကိုတိုက်ဖြတ်အတွက်ဆင်လွတ်တာကြောင့်သိရတယ်ရင်းပြည်မြန်မာနိုင်ငံရှိကြောက်ဖြတ်ဒေသတွေဖြစ်တဲ့ကေကေဘက်၊ရွှေကောကိုကြောက်ကဒေသရှိအခြေခံလူနေထိုင်မှုရေလျက်စင်မီဆက်သွယ်ရေးတို့မှတပတ်နိုင်ငံမှာရရှိခြင်းဖြစ်ကြောင်း စစ်တပ်ကကေကေဘက်ကိုဖြုတ်ပြစင်ကလည်းအစရိနဲ့ထိုင်းနိုင်ငံဘက်ကိုကြောက်တယ်လို့ကန့်ကွက်ကြောင်းကေကေဘက်ကိုဖောက်ခွဲဖြုတ်ပြတီးအစဉ်နှမြင့်ဖောက်ခွဲမှုတွေဖြစ်ပြီးတော့အနီနာရှင်တစ်ပင်မနေမလောက်ကြောင်းထို့ကြောင့်ထိုင်းနိုင်ငံနဲ့တို့အစရိကြားစရာအကြောင်းရှိကြောင်းပြောတယ်ထို့ပြင်ကြားဖြန့်ဒေတာရှိအလောက်လောက်ကိုင်းတဲ့နိုင်ငံသားနိုင်ငံသားတွေရဲ့69.55ရာခိုင်နှုန်းမှာထိုင်းနိုင်ငံမှာတစ်ဆင့်ဝယ်ရောက်လာခြင်းဖြစ်တယ်လို့ဂျက်ဖက်ဆော်မင်းတို့ကပြောပါတယ် ဆက်လက်ပြီးတော့လက်ကုမစစ်တပ်ရွေးကောက်ပွဲအကူအညီနဲ့ဆေးရကွင်းရကွာအုပ်ချုပ်မှုရုံကိုဖောက်ခွဲမှုပြုစောတည်နေတဲ့အတရာရန်ကုန်တိုင်းလက်ကုမျိုးနယ်မှာဂျပန်စစ်တပ်ရဲ့အတွေ့အကြုံတရားမဝင်ရွေးကောက်ပွဲအတွက်ကုညီလုံဆောင်ပေးနေတဲ့ဆေးရကွင်းရကွာအုပ်ချုပ်မှုရုံကိုဖောက်ခွဲတိုက်ခိုက်ရာပြုစောတည်နေဦးပြင်းထန်တရားရရှိခဲ့ကြောင်းရန်ကုန်အမိမတောင်ရှိသူကပြောတယ်။ နိုဝင်ဘာလ16ရက်နေ့ညနေ6:00နာရီ30မိနစ်ခန့်လက်ကုမျိုးနဲ့ဇယကွင်းရက်ခွရှိအကြပ်ဖက်စစ်တဲ့အတွေ့အော်တရားမှုရေးကောက်ပွဲအတွက်ကိုကြီးလောက်ဆောင်ပေးနေရဲ့ရက်ခွအုပ်ချုပ်ရေးမှူးမှပြူဇော်တီစုဝင်နေစဉ်တော်လိုက်တဖို့တွေကပြင်းအမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွင်အုပ်ချုပ်ရေးမှူးရဲ့ နောက်လိုက်တယ်ဖြစ်တဲ့ပြူစော်တီနယ်ကိုပြည်ထောင်ရရှိပြီးဒေါ်လိုင်းရေပေါ်တွေထိခိုက်မရှိပြန်လည်ဆောက်ခွာနိုင်ခဲ့တယ်။အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမီနဲ့အနောက်ပိုင်းကဘက်ကပါတို့ကပူးပေါင်းလုံဆောင်ခဲ့ကြောင်းဆက်လက်ပြီးစစ်တပ်နဲ့ပတ်သက်တဲ့ပြည်မှတ်တွေဂျပန်စစ်တပ်ပြုလုပ်မဲ့တရားမဝင်ရောက်ပေါ်နဲ့ပတ်သက်ပြီးပါဝင်လောက်ကိုင်းနေသူတွေကိုပြင်းထန်တိုက်ခိုက်သွားပြီးဖြစ်ကြောင်းရန်ကုန်အာမီကအသိပေးပြောဆိုပါတယ်။ဆက်လက်ပြီးစစ်တပ်က အင်းအားလုံးရင်းနဲ့ဆက်ကြောင်းတို့လာပြီးစောက်ခွာလိုက်ရဒီတိတ်မျိုးနဲ့ကနေဒီတောင်တောင်တိတ်ကိုချင်းတော်လိုက်တပွဲကပြန်လဲတင်ပိုက်ထင်းချောင်းချင်းပြည်နယ်ဒီတိတ်မျိုးနဲ့ကနေဒီတောင်တောင်တိတ်ကိုချင်းတော်လိုက်တပွဲကပြန်လဲတင်းချောင်းလိုက်ပြဖြစ်ကြောင်းပီတန်းဆိုလက်တောင်ရှိသူကပြောတယ်နိုဝင်ဘာလ၁၀ရက်နေ့ညနေပိုင်းကဒီတိတ်မျိုးနဲ့ကနေဒီတောင်တောင်တိတ်ကိုချင်းတော်လိုက်တပွဲတွေကရောက်ရှိခြင်းဂျပန်စစ်သားတွေ အားလုံးစုကတပြေတာတပြေတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတိမ့်ပိုင်နိုင်ငံချင်းဖြစ်ကြောင်းနေမြင့်ရှင်းလေးလှုပ်ဆောင်စဉ်ကံကြိုကိုတင်ဆက်အားရှိခဲ့တယ်။ကနေဒီတောင်တောင်ကုန်းကိုနိုဝင်ဘာလ18ရက်နေ့ညနေပိုင်းလောက်ကပြန်ရတယ်။ကျွန်တော် PDS ဇိုလန်ရဲဘော်ရီကနေဒီတောင်ထိတ်ကိုတက်တာနဲ့ သူတို့ကအဲ့ဒီကနေထွက်ပြေးတယ်လန်နတော်မရောက်ခင်ချွန်တော့ရရကျွန်တော်တို့ကဒီကနေ့ဒီတောင်ထိုက်ကိုရောက်တာတည်ရနဲ့စစ်ခွေးရထွက်ပြေးတာပဲပြီးခဲ့အော်တိုဘာ29ရက်ကချင်းပြည်နယ်ဒီတိတ်မြို့နယ်မှာရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်တဲ့အတွက်အကြဖက်စစ်တပ်ကအင်အားလုံးနဲ့တွန်းစစ်ဆင်တိုက်ခိုက်တာကြောင့်ချင်းတော်လိုင်းတပ်ဖွဲ့မှကနေဒီတောင်ကောင်ကနေပြော်ရခိတာရှောင်ပေးခဲ့ပြီးပြန်လည်ထွန်းစစ်ဆင်တိုက်ခိုက်ခြင်းစစ်သားရဲစကန်စုတ်ကထွက်ပြေးသွားတယ် အဆိုပါစစ်စင်ကိုကျင်းပနောက်ဘက်ဝင် PDF ဇိုလန်နဲ့ချင်းတော်လိုင်းပူပေါင်းတပွဲလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းရင်းကနေဒီတောင်တိတ်ကို2023ခုနှစ်နိုဝင်ဘာလကလေးက PDF ဇိုလန်တပွဲကတင်ထားနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးကဏီမြို့နယ်မြို့ရွာနီကိုစစ်တပ်ကတိုက်လည်နေစင်းတဲ့ပုံစံမှုအမျိုးသမီးတအုပ်သေးဆောင်ပြီးပြည်သူနှောက်တဲ့အရာစကိုင်းတိုင်းကဏီမြို့နယ်မြို့ရွာနီကိုစစ်တပ်ကတိုက်လည်နေစင်းတဲ့ ပုံကျက်ခဲ့ပြီးတော့မြို့သူမိတောက်တည်ဆောင်ပြီးပြည်သူနောက်တန်ရရှိခဲ့ပါတယ်။နိုဝင်ဘာလ16ရက်နေ့ညနေ3:30မိနစ်ချိန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲကန်ဒီမြို့နယ်မင်းော်ကျေးအနီးကိုတိုက်လေနဲ့ပုံကျက်သွားခြင်းအစောပိုင်းတိုင်းလင်မှာမိတ္တလာမြို့နယ်ရှန်တက်လီတက်စကန်ကတက်လာခြင်းဖြစ်ပြီးတော့ပြည်သူနေထိုင်တဲ့ကျန်းတွေကိုရဲအကျန်းရှိရှိပုံနေကျဲချသွားတယ်။မြို့ရွာနောက်ဖက်မြင်းစင်ကောင်းတောင်ဘက်ကိုပုံပြင်ကျဲသွားတယ်။ပုံကျဲချတာကတော့ဘုံကားလုံးကျဲချတဲ့ရာခဲမှာနှမ်းရိတ်နဲ့တစ်ပင် တရက်ပင်ရွာတို့အသက်30နှစ်အမျိုးသမီးတဲ့ဦးကောင်းကြည်တီမသေးဆောင်နဲ့တခြားပြည်သူနိုင်အောင်လက်တရားပြင်းထန်နေမြန်မာဘာသာဘာတိုက်ပွဲမှမရှိဘဲကြောင်းမဲ့လာဖြစ်သွားတာနိုဝင်ဘာလ17ရက်နေ့ကလည်းကရီမြွတ်နယ်ဝင်းမနာတိုင်းနယ်စပ်ကစစ်တပ်ကစစ်တပ်လေဒီနဲ့ပုံကျဲတဲ့ပြင်ပြည်သူရှင်းသိမ်းဆောင်ပြီး50တောင်ထံရခဲ့တယ်။ဆက်လက်ပြီးတိတိမြွတ်နယ်တိုက်ပွဲအတွင်းခလာ50တန်းရဲ့ပုံမှုတရားရချင်းပြည်နယ်တိတိမြွတ်နယ်တိုက်ပွဲမှာကံကောမြွတ်နယ်ချင်းဆိုင်အမှတ်50ချင်းလင်းတန်းရင်ကပုံမှု လာမျိုးထွတ်တံအပြင်းထန်မီးစက်ကိုတနင်္လာရီလိုသိရတယ်။မကွေတိုင်းကန်ကောမြို့နယ်ခါလာ50တန်းရာချင်းမြင့်နံမြောက်ပိုင်းတိရိမြို့နယ်ကိုအခုနိုဝင်ဘာပထမပတ်ကစတွန်းစစ်ဆင်ခဲ့ပြီးနိုဝင်ဘာ10ရက်တာတိုက်ပွဲအတွင်းမှာပုံမူလာမျိုးထွတ်ကြီးထိခဲ့တယ်။ ဝမူလာမြို့တော်ရခိုင်ပြည်နယ်အမှတ်9နေကြားဆောင်တပ်ဖွဲ့နာခတ်ခငါမကြမီမကွေးမြို့ကိုပြောင်းရွှေ့ခဲ့ပြီးနောက်အဲဒီကတဆင်ကံကောမြို့ခလန်ငါတိုင်ကိုရွှေ့ပြောင်းလာတဲ့အခုနိုဝင်ဘာလဇန်ပိုင်မှာစကိုင်းနိုင်ကံကောမြို့နယ်ကလေးမြို့နယ်မကွေးတိုင်းချင်းပြည်နယ်ဗလန်းမြို့နယ်နဲ့ဒီနေမြို့နယ်မှာစစ်ကောင်စီနဲ့တော်လိုင်းတပ်တွေတိုက်ပွဲဖြစ်ပွားတယ်။ထိုးစစ်စင်လာစစ်တပ်ကဗိုလ်မှူးအရာဆင်းရှိအပါဝင်တပ်ဖွဲ့ဝင်တရားကံကိုချင်းမုန်းနိုင်ခဲ့လို့ချင်းပြည်ကောင်စီကကွေးဝင်ကြီးကနိုဝင်ဘာလဇန်ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဆက်လက်ပြီးအုပ်တွင်းမှာဆိုင်ကချင်းတိုက်မိလို့ရန်ဖြစ်တဲ့မှုကိုရွေးကောက်ပွဲဥပဒေနဲ့ရင်ယူပဲခူးရဲအုပ်တွင်းမြို့နယ်မှာမြို့သားတအူဆိုင်ကချင်းတိုက်မိလို့ရန်ဖြစ်တဲ့မှုကိုရွေးကောက်ပွဲဥပဒေနဲ့ရင်ယူခံလိုက်ရကြသတင်းရရှိရယ်နိုဝင်ဘာလ33ရက်နေ့ည09:45မိနစ်ကပဲခူးရဲအုပ်တွင်းမြို့မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ကကရုံးကို24နှစ်ရွယ်ဘဘတော်စောသူအဇေယျကွာရှိမြို့နယ်ကော်မရှင်ဖွဲ့ခွဲရုံးကဆိုင်ကနဲ့ပြန်လာချိန်မိဘွင့်လန်းဆောင်မှာမြို့သားတအူဈေးလာတဲ့ဆိုင်ကနဲ့တိုက်မိကြလို့စစ်ကောင်စီကထုတ်ပြန်နေ တဖက်ရင်ကမောင်းနေလာသူအစင်းရက်ကွက်ထန်းနေရဲ့49ရက်ကိုထုံးမင်းလက်ဆိုသူဖြစ်ပြီးကိုထုံးမင်းလက်ကလက်တီနဲ့ဒိုးလို့ရုံးကူတန်းရရယ်။ဒါကြောင့်ရုံးကူကိုတန်းရအောင်လုပ်လို့ဆိုပြီးစစ်ကောင်စီမတရားထုတ်ပြန်ထားတဲ့ရွေးကောက်ဝယ်ကာကွယ်ဥပဒေပုံမှန်24ကကြီးနဲ့ဖမ်းဆီးရယူထားတယ်။နိုဝင်ဘာလ24ရက်ကလည်းပဲခူးတိုင်းရွှေချင်းမြို့နယ်နောက်ဖက်ကြီးအားစစ်ဘုတ်ပါတီဟောပြောဖို့လူစုပေးနေတဲ့အမျိုးသမီးတအုပ်ဓာတ်ကုတ်ခံရပြီးမြို့သားတအုပ်ဖမ်းဆီးရယူခံရတယ်။ ်စေကောင်စီရွေးကောက်ပွဲကာကွယ်ပေးဥတည်ပြဌာန်းမီနောက်ပိုင်း၃လတွင်ဖမ်းဆီးခံသူ90ကျော်တင်ရှိနေတဲ့ထောက်ပြမီနောက်ပိုင်းပြီးခဲ့တဲ့အောက်တိုဘာ20ရက်နေ့တွင်ရွေးကောက်ပွဲကာကွယ်ပေးဥတည်ရအရေးယူခံအမှု40မှာအရေးယူခံသူ88ဦးရှိလာတဲ့ရွေးကောက်ပွဲဥတည်ပြဌာန်းမီနောက်ပိုင်းအွန်လိုင်းပြောဆိုဝေဖန်မှုတွေကြောင့်ဖမ်းခံရသူ25ဦးရှိပြီးဆယ်ဦးကပြီးခဲ့တဲ့အောက်တိုဘာလတွင်ကဖမ်းဆီးခံရတဲ့ အဲ့ဒီတဲကရန်ကုန်မန္တလေးပဲခူးအရာဝတီမကွေးရန်စားတဲ့ဒိုင်းနေပြည်နယ်ကြောက်ကူမှာဖန်စီအစပန်းစီတွေများကဲစုစုဝါတရား1953ရှိခဲ့တယ်ပြီးခဲ့ရပိုင်းကပဲစစ်ကောင်စီရွေးကောက်ပွဲဝါဒပြန်ဆက်ကားဖြစ်တဲ့ခေတ်သမိုင်းကိုတုံဆိုင်မဲ့သူတွေဇက်ကားနဲ့ပတ်သက်ပြီးဝေဖန်ရင်းတော်တာအမှုပညာလောက9ခုစစ်ကောင်စီကဖန်စီခဲ့ပါတယ် ဇလဘီပေါင်းမြွနဲ့ရောကြောင့်မှဂျပန်စစ်တပ်နဲ့ဒေါ်လာရေးတိုက်တွေတိုက်ပွဲဖြစ်စေသားများပြားသည်မကွေးတိုင်းပေါင်းမြွနဲ့တွင်အားလုံးရင်းနဲ့စစ်ကြောင်းတို့လာဂျပန်စစ်တပ်နဲ့ဒေါ်လာရေးတိုက်တွေတိုက်ပွဲဖြစ်ပြီးစစ်သားလောင်းတုံးလောင်းနဲ့လက်နက်ကင်အများပြားသိမ်းဆည်းအားရှိခဲ့တယ်။ဒီကဲနိုဝင်ဘာ9ရက်ကပေါက်တောင်ပိုင်းတီချောက်ရမှာအင်အား150ခန်းနဲ့စစ်ကြောင်းတို့လာဂျပန်စစ်သားရဲနဲ့ဒေါ်လာရေးပူပေါင်းတပ်တွေရောကြောင့်တနေရာမှာတိုက်တွေတိုက်ပွဲဖြစ်ခဲ့တယ်။တိုက်ပွဲအတွင်းစစ်သားလောင်းသုံးလောင်းနဲ့မျက်မြင်တွေ့ရှိခဲ့ပြီးစစ်သား၁၀ခန်းတိစုံကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆက်စင်အတွင်း MA1 နှစ်လက် MA2 တလက် MA3 တလ လက်ကာပိုင်တလက် MG ဘောက်19ဘောက်ပဝိုင်း3ဘောက်ကပိုင်ဘောက်3ဘောက် G3 893တောင်း5.5စင်ဂျီ454တောင်းပါဝါဘတ်တလုံးစကားပြောဆက်3လုံးဆက်သွယ်ရေးစက်ကြီးတလုံးဘက်ထရီနှလုံးခေါင်းဆိုလာနှစ်ခုစစ်သုံးရေဘူးနှစ်ဘူးမီးကျုပ်ွယ်3ွယ်လက်နိုင်တမီ3လက်နဲ့ဓာတ်3လက်တင်စရာရှိခဲ့တယ် အဲဒီတိုက်ခိုက်မှုကိုပေါင်းစပ်ဖြူစေကြမကောက်ခရိုင်မှန်1 2 5စတင်ဆက်ရှိတိုင်းရင် YF ဘုံနာပေါက်ပကုတ်ကူခရိုင်ဒုလောက်ရှားပကပတက်ခွဲသုံးကျက်ဖက်တိုက်ဖြိုင်ဒုတက်ဖွဲ SOH စရင်တက်ဖွဲနဲ့ပေါမျိုးနယ်ပကပတို့ကပူပေါင်းလုံဆောင်ခဲ့ပြီးရဲဘော်နောက်တန်းရရှိခဲ့ပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒုမဲ့ကျေးဇူးတင်ရှိပါတယ်ရှင်။